အလုံးမိုင်းမင်္ဂလာပါဗျာခုခါမှာတော့အမေတွေကပေးနိုင်တုံးပဲကောင်းလာဆိုပြီးတော့ပိုင်တကွန့်ကန်ဒီရက်တီကြားတဲ့ပြည်တည်းများရဲ့ရုပ်တံပရိုဖိုင်လေးတွေကိုအားလုံးပြောင်းတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီပရိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်တုံးတဲ့ပြချပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာ country knowledge channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာ ပွဲဟေးပွဲလို့ပြောရင်ဘယ်ပွဲမှတခါလေးတောင်မှမပါခဲ့ဘူး။ဒါပေမဲ့အခုလက်ရှိဖြစ်နေတဲ့အဲဒီဘိုက်တကွန်နဲ့သူ့မိသားစုရဲ့အတွင်းရေးကိစ္စပွဲပေါ့နော်။အဲ့ဒီပွဲလေးကိုတော့ကိုကနည်းနည်းလေးဝင်ပါချင်တယ်။ဘာလို့ဝင်ပါချင်တာလဲဆိုတော့ကိုတိုင်လည်းအဲ့လိုမျိုးကြုံခဲ့ဘူးတယ်။ဘလိုနေရာမှာလဲဆိုတော့ကိုကဘိုင်တကွန်ရဲ့မိန်းမလိုနေရာပေါ့အဲတကယ်ကိုကြုံခဲ့ဘူးတယ်မိဘကလေတာသမီးကိုမချစ်ဘူးလားဆိုတော့ချစ်တယ်နော် ချစ်တယ်နော်မိဘတိုင်းချစ်တယ်နော်မွေးထားတဲ့တာသမီတိုင်းအကုန်လုံးချစ်တယ်အကုန်လုံးတန်းတူချစ်တာတဆက်ထင်မှာပဲဘာဖြစ်တာလဲဆိုတော့လှုပ်ပင်းရင်လှုပ်ပင်းရင်လှုပ်ပင်းရင်နဲ့လှုပ်ပင်းနေတဲ့တာသမီကသူ့ရဲ့စိတ်ထဲမှာဘလို့ဖြစ်သွားလဲဆိုတော့ဒါသူ့လှုပ်ပေးရမယ့်တောင်းဝန်လို့ထင်သွားတာသူတို့ရဲ့ဒီအငယ်တွေကလည်းဘလို့ထင်သွားလဲဆိုတော့ဒါသူ့ရဲ့ရပိုင်ခွင့်ဒါကသူ့ရဲ့ရပိုင်ခွင့် no နော် no နော်ဒါလုံးဝရပိုင်ခွင့်မဟုတ်ဒါကချစ်ခြင်းမြစ်တာ ဲ့ဒါကိုချစ်ချင်းမြတ်တာမှမသိတော့ဘူးအမြဲတမ်းရရင်ရရင်ရရင်နဲ့တစ်ခါလောက်လေးမရတော့လို့ရှိရင်ပြဿနာတက်ပြီအဲ့ဒါအဲ့ဒါကမိဘတွေမှလည်းဆိုင်တယ်လို့တကယ်ကိုအရေးကြီးတိတ်တလွန်းနဲ့တာသမီးတွေနဲ့လည်းဆိုင်တယ်ตัวหลบไปกระเดะอ่ะกว่าပြောရမယ်ဆိုရင်ဒါကဝတ်တရားမဟုတ်ဘူးချစ်ချင်းမြတ်တာဆိုတာကိုသူကိုယ်တိုင်လည်းပြောဖို့လိုတယ် နောက်တစ်ခုမိဘတွေကလည်းဒါကနေကအကြည်မလို့နေမှာလှုပ်ပြရမယ့်ဝတ်တရားရှိရဲ့နေကပတ်စံရှာနိုင်တာမို့လို့နေရှာပြရမယ့်ဝတ်တရားရှိရဲ့နေကအငယ်မို့လို့ဒါတွေအကုန်လုံးနေတာဝန်ယူရမယ်ဆိုပြီးတော့မပြောသင့်ဘူးဘာလို့မပြောသင့်လဲဆိုတော့ပြောပြမယ်ကိုကမွေထားတာကိုကမွေထားတာအဲ့တော့ကိုကဆယ်ယောက်မွေတယောက်မွေအယောက်တယောက်မွေအယောက်တစ်ထောင်မွေမွေထားတဲ့သားသမီးတိုင်းကကိုတာဝန်ယူရမှာကိုမွေးထားတဲ့သားသမီးအချင်းချင်းတာဝန်ယူရမှာမဟုတ်ဘူး အဲ့တော့မိဘတွေအနေနဲ့လည်းတည်တဲ့နေဒါကိုလည်းမိဘတယောက်ပဲနော်ကိုလည်းသားသမီးမွေးထားတဲ့မိဘတယောက်ပဲကိုလည်းလက်ခံတယ်အဲ့ဒါကိုအဲ့ဒါကိုယာနှုံးပြေးလက်ခံတယ်အဲ့ဒီတော့သားသမီးကလှုပ်ပေးနေတယ်ဆိုတာဝတ္တရားရှိလို့မိဘကိုလှုပ်ပေးနေရဆိုတာသားသမီးတယောက်အနေနဲ့မောင်နှမတွေကိုလှုပ်ပေးနေတယ်ဆိုတာကချစ်ချင်းမြစ်တာအဲ့ဒါဝတ္တရားမဟုတ်ဘူးအဲ့ဒါတာဝန်လည်းမဟုတ်ဘူးအဲ့ဒါကိုမိဘတွေအနေနဲ့တကယ်ကိုရှင်းရှင်းလင်းလင်းငယ်ငယ်ကလေးပြောပြထားမှဖြစ်ပြဖြစ်မှာဒီပွဲလေးတော့ဝင်ပါလိုက်ပြီ။ ဘယ်ပွဲမှဝင်မပါခဲ့ဘူးမြန်မာလူမျိုးတွေကအရင်ရောထွေးတယ်နော်ဘယ်လိုလဲမသိဘူးကိုလည်းတာသမီမွေးထားမှလို့လေငါတို့အမေတွေလေပိုင်တကုန်းအမေတို့လေ Facebook မှာလေ post မရေးတက်တာငါတို့တော်တော်ကျေးဇူးတယ်နေတိလားအဲ့လိုဒါလေ Facebook မှာဒါရေးတက်လို့ကတော့အမလီငါဆောက်ရက်ဆိုတာလေတိလားရစရာတော့ရှိမှာမဟုတ်တောက်လျှောက်ရေးနေမှာဘာလို့ဆိုသူတို့ရဲ့ဒီပေါ့နော် အလိုပေါ့နော်သူတို့ရဲ့အတ္တပေါ့နော်သူတို့ရဲ့အတ္တကိုတခါတလေကြာသားသမီးเนี่ยမလိုက်နိုင်တော့တာရှိရဲ့ကျွန်မလည်းကျွန်မမိဘအကုန်လုံးပြည့်စုံအောင်ထားရတယ်ဟိုတနေ့ရဆိုလဲသူကပက်ကလိုင်းစားကျင်နေဆိုပြီးတော့ကိုကပက်ကလိုင်းဟင်းအောင်ကိုကတေချာကွာချက်ပြီးတော့ကိုက ပို့ဖို့အဲ့မှာအိမ်ရအိမ်ကအိမ်ရခိုင်းတဲ့ကောင်မလေးကိုပက်ကလိုင်းထည့်ပေးလိုက်အဖွားတို့တဝက်သွားပို့ပေးမယ်ဆိုသူကမှွေပြီးတော့မထည့်ဘူးအပေါ်ရံပဲထည့်တာအဲ့တော့ကျမလည်းမသိဘူးဒီတိုင်းလေးပဲယူပါကျမတော့လုံးဝမစားသေးဘူးတော့လုံးဝမတို့တိရသေးဘူးသွားပေးလိုက်တယ်ပြီးလည်းပဲကျမဖုန်းဆက်ပြီးစူပါတယ်နင့်ပက်ကလိုင်းဟင်းရနင်တို့အကြံလာတဲ့အရေးကြီးပဲပါလာတဲ့အဖက်တောင်မပါဘူးငါတို့လည်းစားချင်းစားချင်နေလာမကြွေးနဲ့ဆိုဟာကျမယူနေမှာစိုးအောင်လာကိုတော်တစုံအောင်မစားသေးဘူး ကိုမိဘကိုကိုကနော်သူစားပါစေဆိုကျွန်မအိမ်ကအမြင်နဲ့ဟင်းချက်ချက်ပြီးတော့ပို့တယ်အဲ့လိုအကောင်ပြောမခံရအောင်အဲ့တော့ကျွန်မအမေတို့လိုလူမျိုးလေးပိုင်တကုန်းအမေလိုမျိုး Facebook မှာမရေးတတ်တာနော်မရေးတတ်တာသူတို့စာမရေးတတ်လို့စာသာရေးတတ်တယ်ဆိုသူ Facebook ကိုကချင်း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  post တာတင်တတ်တယ်ဆိုကျွန်မဆောက်ရှက်ဆိုတာလေး क्वे နေပြီခါလိုက်ကြရင်လေတော့သူ့ဘက်တူလေးစိတ်တည်ညစ်ပြီးတော့လေကျွန်မကိုလေးကနင်းချောင်းအောင်အဲ့လိုပြောလို့ပြောအမလီလိုက်လိုက်တာမလွင်တယ်လိုက်တာလွင်လာရင်ကျွန်မဆောက်ရှက်ဆိုတဲ့အရာရှိမှတော့မဟုတ်တော့ဘူး ကျမလည်းလေအားလုံးပြည့်စုံအောင်ထားပေးတာပဲသူတို့လိုအပ်ချက်တွေလည်းအကုန်လုံးဖြည့်ဆည်းပေးတာပဲဒါမဲ့လေတစ်ခါလေကြာရင်လေမိဘတွေကလေတားသမီးတွေရဲ့လိုအပ်ချက်ကိုလေသူတို့လေဟို မတိတာလားမတိဘူးပေါ့နော်တာသမီးတွေဘလို့ခက်ခဲဖြစ်နေရဆိုတော့နားမလဲတာလားမတိဘူးတဲ့မလားအဲ့လိုမျိုးတွေရှိတယ်အဲပြောရမယ်ဆိုရင်တော့ပေါ့နော်အမေကျမဆိုရင်အခုပိုင်တကုန်းမေး post တင်ထားတာကျမကိုချင်းစာရတယ်တိရမလားဘာဖြစ်လို့လဲဆိုကျမအမေသာစာရေးတတ်တယ်ဆိုရင်ကျမအဲ့လို post တနေ့တမျိုးမရိုးရအောင်ရှောက်တယ်နေမှာခါကျသူတို့စိတ်ကထဲရောက်ထင်မာတွေဖြစ်ပြီးပြောချင်တာတွေပြောသူတို့စိတ်ကလေသူတို့ဘာလို့သူတို့ရှောက်ထင်ပြီးတော့ဟိုပေါ့ပြောနေတာတွေကဘာဒီမှန်းမသိတာ နော်။ဒါကမှလည်းစိတ်ကူးပေးတယ်။အိမ်မအိမ်ပေါ် driver အိမ်ကားပတ်စံလူဖို့တန်းဖို့အကုန်လုံးပေးထားတယ်။အကုန်လုံးလိုက်ရောပေးထား။အိမ်မအဲ့ဒါတော့သူတို့မှမပျော်ရွှင်နိုင်။တကယ်မှမပျော်ရွှင်နိုင်ဘူး။သူတို့မှမပျော်ရွှင်နိုင်။တခါလေကြာရင်သားသမီးတွေမှာလည်းအခက်ခဲရှိတယ်ကိုတွေမှာလည်းရင်ဆိုင်နေရတဲ့ပြဿနာတွေရှိတယ်သိရမလားအဲ့တော့ကျမလေးအော်ငါမီတော်သေးတဲ့ Facebook မှာ post မတင်တက်တာပဲငါကျေးဇူးတင်ရမယ်